နေတက်မှာအများဆုံးအသုံးပြုတဲ့ FTC 2000ကြီးတိုက်လေရင်ကြောင်းသိပြီးကြပြီလား FTC 2000ကြီးဆိုတာအပေါ်စားတိုက်ခိုက်ရေးလေရင်ဖြစ်ပြီးတော့အမောင်းတင်ရမှာတုံးနိုင်တယ်လို့ဝေဟင်မဝေဟင်စစ်စင်တာဝေဟင်ကမြေပြင်စစ်စင်တာအနည်းကလေချောင်းပစ်ကူပေးရနဲ့ဂျားဖြတ်တိုက်ခိုက်တာကင်းထောက်တာတွေလုံဆိုင်နိုင်ပါတယ်ဘုံးတဲ့ဒုံးကြီးလက်နက်တွေချိတ်ဆွဲဖို့နေရာခုနှစ်ခုပါဝင်ပြီးတော့စုစုပေါင်းအလေးချိန်၃နံအထိတည်ဆောက်နိုင်တဲ့နှစ်ယောက်စီးတိုက်လေရင်မျိုးစားဖြစ်ပါတယ်အင်ဂျင်တစ်လုံးတက်တိုက်လေရင်မျိုးစားဖြစ်ပြီးတော့ အမြန်နှုန်းတစ်နာရီကိုကီလိုမီတာ1480အထိပြန်သန်းနိုင်ပါတယ်။ဒီပမာဏဟာအသံထက်20ရာခိုင်နှုန်းပိုမြန်ပါတယ်။လေထဲမှာ2နာရီကျော်တိုက်ခိုက်နိုင်ပြီးတော့အမြင့်ဆုံး15ကီလိုမီတာအထိပြန်သန်းနိုင်ပါတယ်။ဒီတိုက်လေယာဉ်တွေကိုတော့တရုတ်နိုင်ငံကွေကျိုးလေကြောင်းစက်မှုကော်ပိုရေးရှင်းကထုတ်လုပ်ပြီးတော့လေယာဉ်ရဲ့တန်ဖိုးကတော့အမေရိကန်ဒေါ်လာ8.5သန်းအထိတန်ကျေရှိပါတယ်။ဒီတိုက်လေယာဉ်တွေက2022ခုနှစ်ဒီဇင်ဘာမှာတက်တော်ဝင်ခဲ့တာဖြစ်ပြီးလက်ရှိမြန်မာစစ်ကောင်စီမှာဆက်နက်စင်းတိရှိနေရလို့ခန့်မှန်းကြပါတယ်။ စီစားနှုန်းသက်သာပြီးပြည်တွင်းကားပါးစတွေကထုတ်တဲ့လက်နက်တွေကိုတက်ဆင်အသုံးပြုနိုင်တဲ့အတွက်လေတက်ရဲ့တက်တရအသုံးများဆုံးလေရင်ဖြစ်တယ်လို့ CDN လေတက်ရရှိတွေကပြောပါရယ်ဒီတိုက်လေဟာအတန်ထက်မြန်နေဆိုရုံနှုံးမဲရှိရာကြောင့်တိုင်းဒါလက်နက်ကင်အဖွဲတချို့ပိုင်ဆိုင်ထားတဲ့တရုတ်ထုတ် FNC ပကုံးတန်းလောင်ချာနဲ့ချင်းချောက်နိုင်တဲ့အနေအထားမှာရှိနေပါရယ်2024ခုနှစ်ဒီဇင်ဘာ16ရက်မှာရှမ်းပြည်မြောက်ပိုင်းကုတ်ခိုင်မြို့နယ်နန်းဖက်ကာမှာလေချောင်းပစ်ကူပေးတဲ့ FTC 2000G တိုက်လေရင်တစ်စင်းကို ကချင်လူမျိုးရေးတက်မှာတော့ KIA ကပြစ်ချခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်